ကဲအားလုံးပဲမင်္ဂလာပါ welcome နိုင်မှာအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မအကြောင်းရပါမလဲဆိုရင်အာထုကန်ရဲ့အကြောင်းပါမယ်ဒီကိုအောင်လာတို့သူရဲ့ပြိုင်ဘက်တဲ့အကြောင်းပါနော်အာထုကန်ရဲ့အကြောင်းပြောမှာဖြစ်တယ်ပြီးတော့မှနောက်တစ်ခုကပါလဲဆိုရင်အာလက်ရှိအပြောများနေတဲ့ Alasoft ပေါ့နော် Alasoft နဲ့ Ureza ရဲ့အကြောင်းပါမှာဖြစ်ပါတယ် Okay အဲအဲ့ထပ်ပေါ်အရေးကြီးတာတော့ဒီတစ်ပတ်ကျွန်တော်တို့တောင်းကြံရမှာစောင့်ကြည့်အောင်မယ်တန်စင်ရံပွဲပေါ့နော်ဒီပွဲကတော့အင်မတန်ကိုအရေးကြီးပါတယ်အဲထပ်ပြောပါမယ်ဒီတစ်ပတ်တောင်းကြံရမှာကြီးရှုရမှာဖြစ်ပါတယ်သူရဲ့ပွဲကတော့အဲဒုတိယကောင်ပွဲမှာပေါ့နော်ဒုတိယကောင်ပွဲဆိုတော့အဲတခြားကျွန်တော်တို့မြန်မာဖိုက်တာတွေအဲ့လိုမျိုးပွဲကြီးပွဲကောင်ပေါ့နော်ထိုးလည်းမရှိဘူးအဲဒီတစ်ပတ်ကတော့ကျွန်တော်တို့ပထမဆုံးစောင့်ကြည့်ရမယ့်ပွဲဖြစ်ပါတယ်အဲ့ဒါတော့ အာကျွန်တော်တို့လမ်းမလွတ်တင်တဲ့ပွဲပေါ့နော်တန်းစင်ရဲ့ပွဲပါโอเคအဲ့တော့ပထမအုပ်ဆုံးကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ရှမီးအာတော်ကန်ပါခင်ဗျကျွန်တော်တို့အလုံးသိတဲ့အတိုင်းပဲရှမေးရတော်ကန်ကအဲကျွန်တော်တို့ကိုအောင်လာကိုလည်းနှစ်ကြိမ်တိတိအနိုင်ယူပြီးသွားပြီပြီးတော့မှတရုတ်ဖိုက်တာဖန်ရောင်းကိုလည်းနိုင်တယ်ပြီးတော့နောက်ဆုံးထိုးတက်ခဲ့တဲ့ဒီ ကေဘတ်တော့ကပောင်းပေါ့နော်ဘရာဇီပီဂျီဂျီလိမ့်ချင်ကြီးကေဘတ်တော့ကပောင်းကိုလည်းအနိုင်ယူပြီးသွားပြီဖြစ်ပါတယ်အညီကိုရီနည်းနည်းတော့ဒီထားမိမယ်ထင်တယ်အရင်ကတော့ဒီအာတိုကန်ကခဏခဏပွဲစုအောင်လုပ်တာပေါ့နော်အဲဝမ်ချန်ရှစ်ကိုပွဲတောင်းလိုက်ပြီးရင်ချက်ထရီကိုမန်ရှင်းခေါ်လိုက်တဲ့မျိုးစုံလုပ်နေတာပေါ့နော်ဟာဒါပေမဲ့အခုလောလောဆယ်တော့နည်းနည်းငြိမ်နေတယ်လုံခဲတဲ့ဟိုကတလာလောက်ကဟာပေါ့နော်ဒီ bonus တွေအများကြီးရထားတာသူနည်းနည်းတော့ငြိမ်နေပါတယ်ပထမဆုံးရတဲ့ပွဲကတော့ကိုအောင်လာပွဲပေါ့နော်ဒီအရှိလေပိုင်းမှာထိုးတတ်တဲ့ပွဲမှာသူကဒေါ်လာ5000 bonus ရရှိထားတယ်ပြီးတော့မှဒီ Capital ကပောင်းနဲ့ထိုးတတ်တဲ့ဘန်ကောက်မှာထိုးတဲ့ပွဲမှာလည်း9000ရရှိထားတယ်။အဲ့တော့ bonus ပဲရှိပါသေးတယ်။တခြားထိုးကြေးတွေပြီးရင်ဒီ promotion charges တွေမပါသေးဘူးပေါ့နော်။အဲ့တော့ပြောမယ်ဆိုရင် token ကတော်တော်လေးခိုင်သွားတဲ့အခြေအနေမှာရှိပါတယ်။ အဲ့ဒါကြောင့်သူလည်းငြိမ့်နေတာပေါ့နော်ပွဲဆက်တိုက်ပွဲတောင်းတာမျိုးတော့မရှိဘူးနောက်ဆုံးသူအဲ့ဒါတော့ကြာတော့ကြာပါပြီပေါ့နော်ဒီအာကိုအောင်လောက်ကိုနိုင်ပြီးကတဲ့ကသူကဒီချန်ပီယံကပတ်လူဖို့ပေါ့နော်ဝိုင်းချန်ပီယံရှစ်ကိုတောင်းဆိုထားတော့ကြာပါပြီအဲ့ဒါတော့ကြာပါပြီအဓိကတော့အာမစ်တဝိတ်နဲ့လိုက်ဟေဗီဝိတ်တန်ကပတ်ကိုယူချင်တာပါလက်ရှိချန်ပီယံကလည်းတကယ်ကိုဟေဗီဝိတ်မှာ တကယ်တိတ်တိတ်ကျဲဖိုက်တာကြီး အနာထိုလီမာလခင်ပါမာလခင်ကမီဒဝေးမှာရောလိုင်ဟေးဗီဝေးတန်းမှာရောကပတ်နှစ်ခုစလုံးဂိုင်ထားတဲ့အတွက်နည်းနည်းတော့ပြဿနာရှိတယ်။အာဒိုကန်နဲ့ပေအချင်းပေးတွေ့မလဲတော့ကျွန်တော်တို့မပြောတတ်သေးဘူး။အာဒိုကန်ကတော့အရင်ကတည်းကစိုင်ခွန်ထားပြီးတာဖြစ်ပါတယ်။ကြည့်ရမလားအာဒိုကန်ကလည်းသူ့ရဲ့အဲဒီ body weight ပေါ့နော် body အဓိက body weight သူ့ရဲ့ခွန်အားသူက originally ဒီ light heavyweight fighter ဆစ်စစ်ပါသူကဒါမဲ့ကျမ်းမာရေးကောင်းတယ် weight ချနိုင်တဲ့အတွက် middleweight အဆင့်ထိုးတဲ့ fighter ဖြစ်ပါတယ်သူရုရှားမှာကစားတဲ့နှပန်းပွဲတွေကိုပြန်ကြည့်မယ်ဆိုရင်သူကတော့ heavyweight နဲ့ဒီ light heavyweight တန်းမှာပဲကစားတာဖြစ်ပါတယ်သိမလားသူရဲ့ခန္ဓာကိုအချိုးအစားအရအဲ့လိုမျိုးတကယ် weight တန်းကြီးတီမှာပဲအဆင်ပြေပါတယ်ကို online နဲ့အဲရှင်ပြီးတော့ကြည့်လိုက်မယ်ဆိုတော့အားလုံးလည်းတည်တဲ့အတိုင်းပဲခွန်အားချင်းကလုံးဝကိုကွာတယ်ဗျာကြည့်လို့အဆင်မပြေဘူး တကယ်ပွဲထိုးတော့လဲလုံးဝအသာစီးနေမယ်ကစားသွားနိုင်တာဖြစ်ပါတယ်။အဲ့တော့အတိုကန်ကဒီနေ့သူ့ရဲ့ Instagram မှာပါတင်လာလဲဆိုရင်ဒီအခုပြထားတဲ့ပုံလေးပေါ့နော်ဒီအနောက်သူ့ရဲ့အနောက်မှာဟိုမှားတွေပြစ်ထားတဲ့ပုံစံပေါ့နော်မှားတွေစိုက်နေတယ်သူ့ကိုမထီဘူးဆိုတဲ့အထားပေါ့နော်သူပြောချင်တာတော့သူ့ကိုဘယ်သူမှထီအောင်သူဘယ်သူမှမလုံနိုင်ဘူးဆိုတော့အခြေအနေအဲ့အဲ့လိုမျိုးအနေထားကိုသူကအချပြချင်တာပါ ပြောမယ်ဆိုရင်ကြုံသွားလိုက်တဲ့ပုံစံပေါ့နော်ဟုတ်လဲဟုတ်ပါတယ်နော်ကိုအောင်လည်းလည်းသူ့ကိုလုံးဝထိအောင်မလုပ်နိုင်ခဲ့ဘူး fan round ပြီးတော့ဒီကပတ်တို့ကပောက်လည်းလုံးဝသူ့ကိုမချုပ်နိုင်ခဲ့ဘူးအဲ့တော့ပြိုင်ပကင်းပုံစံဖြစ်နေပါပြီအာဒူကန်ကိုအနံယူမဲ့ fighter ကလက်ရှိအချိန်မှာကျွန်တော်တို့ကအင်းပြောလို့မရသေးဘူးပေါ့နော်ခံမှန်းလို့လည်းမရတဲ့အခြေအနေမှာဖြစ်နေပါတယ်အာ Anatoly Malkin ကဘယ်လိုမျိုးလာမလဲဆိုတော့သူကလက်ရှိ heavyweight တန်းမှာပဲ အပြင်းစင်နေတာဗောနော်ဒီအာရူရူနဲ့ကစားဖို့သူကအဲ့မှာပဲအဲ့ဒီဝိတ်တက်မှာပဲပြင်းစင်နေပါတယ် light heavy weight ပြင်ဆင်ဖို့ဆိုရင်လည်းအချိန်တော့အများကြီးလိုသေးတယ်ကျွန်တော်စောင့်ရအောင်မှာဖြစ်ပါတယ်အဲ့တော့ပြောချင်တာတော့လက်ရှိအချိန်မှာအာတိုကန်ကဘယ်သူနဲ့ပွဲဖြစ်မလဲမပြောတတ်ဘူးပြီးတော့မှသူ့ကိုအနိုင်ယူမဲ့ fighter ကလည်းအာမမြင်သေးပါဘူးဗျအခုချိန်ထိဗောနော်အဲ့တော့သူ့ဘက်ကတော့ champion စိန်ကပွဲကိုတောင်းဆိုထားတာဖြစ်တယ် ပြီးတော့အခုပြောခဲ့တဲ့အတိုင်းပဲဒီနေ့မှလည်းဒီပုံကြီးကိုသူကချပြလာတာဖြစ်ပါတယ်။ Okay စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။နောက်တွေ့ရပြန်ပဲဘာလို့ဖြစ်လာမလဲဆိုတော့စောင့်ကြည့်သွားကြတော့ဗောနော်။အဲ့ဒါတော့ဒီအာတိုကန်ရဲ့ update တတင်းဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ခုကတော့လက်ရှိ အပြောများနေတဲ့ဟာဗောနော်။ဒီ one championship ကတတင်းထောက်တင်လည်းအပြောများနေတဲ့ဟာပါ။အဲ့ဒါပါလဲဆိုရင်လက်ရှိ lightweight တန်းရဲ့ မွေထိုင်းချန်ပီယံကြီးဒီတယောက်ပေါ့နော် Aerosol Aerosol ကိုခေါ်ပါတယ်သူ့နာမည် Aerosol က lightweight တန်းမှာပဲထိုးတက်တဲ့ fighter ဖြစ်တယ်မွေထိုင်းမှာတော့ချန်ပီယံလက်ရှိချန်ပီယံပြီးတော့မှအာ kickboxing မှာတော့ချန်ပီယံမဟုတ်တော့ဘူးအရင်ကတော့ချန်ပီယံဖြစ်ခဲ့တဲ့ fighter ပါပြောမယ်ဆိုရင်လက်ရှိ one championship lightweight တန်းမှာစွမ်းဆောင်ရအကောင်းဆုံး fighter လို့ပြောလို့ရပါတယ်အားလုံးလည်း အဲတီမီတာဖြစ်မှာ dimensionation cough လေ Russian fighter တော့တော်လေးကိုကျန်တဲ့ Russian fighter ကတော့သူအမောက်သိပ်ထားတဲ့ fighter ဖြစ်ပါတယ်ပြီးတော့မှအာဒီ LS Nicholas ပေါ့နော် Nicholas ကိုလည်းနှစ်ကြိမ်နေတိုင်းအနံယူထားတယ်ပြီးတော့မှ Muay Thai fighter Sin Smoke ကိုလည်းနှစ်ကြိမ်နေတိုင်းအနံယူထားတဲ့ fighter ဖြစ်ပါတယ်သူရဲ့ record ပေါ့နော် One Championship record ကိုကြည့်မယ်ဆိုရင်အားလုံးကို73ပွဲအထိထိုးတက်ထားတယ်အဲ့မှာတပွဲပဲရှုံးနေတာပါ အဲ့ဒါတော့ဒီခေတ်ပုံစံမှာ Nicholas ကိုရှုံးနေထားတာပေါ့နော်အဲ anonymous decision နဲ့ပဲရှုံးနေထားတာပါအဲ့တော့ပြောမယ်ဆိုရင်သူရှုံးတဲ့ fighter သူရှုံးထားတဲ့ fighter ကတော့မှအာနိုင်ပြီးတော့ပြီအနိုင်နှစ်ကြိမ်တော့ပြန်ယူပြီးတော့ပြီပေါ့နော်အဲ့ဒါဆိုရင်တော့ဒီ fighter တော့တကယ်ကိုမလွယ်ကူတဲ့ fighter ပါ record ပိုင်းအရာကြည့်မယ်ဆိုရင်လည်းဘယ် fighter ကိုမဆိုအနိုင်ယူနိုင်တဲ့အခြေအနေမှာရှိနေပါတယ် ီးတော့အသက်အရွယ်ပိုင်းပေါ့နော်အသက်သူ့ရဲ့အသက်ကအခုမှ32နှစ်ပဲရှိသေးတယ်အရက်ကလည်း6ပဲနှစ်လက်မှလေးရှိပါတယ်โอเคဟုတ်ပြီအဲ့တော့ Erizon နဲ့အခုအပြောများနေတဲ့ fighter ဘယ်သူလဲကျွန်တော်ကတော့အရင်ကတည်းကကြည်နေပြီးသားပေါ့နော် weight down လည်းအရင်ကြီးမကွာဘူးဗျာ Erizon က light weight down မှာပြီးတော့မှ Alazov ကဒီ featherweight down မှာကျွန်တော်အာလက်ရှိ Alazov က1 championship မှာမကစားတော့ဘူးပေါ့နော်ပြောလို့ရတယ်ဒါပေမဲ့ ဒီ super bond ရဲ့ကပတ်ပေါ့နော်သူလိုချင်တဲ့အချိန်ပြန်လာယူမယ်ဆိုပြီးတော့ကြုံသွားနေတာဖြစ်ပါတယ်ပြောမယ်ဆိုရင် super bond ကိုလည်းနှစ်ချိန်တိုင်းတိုင်းအနိုင်ယူပြီးတော့ပြီအဲ့တော့အလားစားဘတ်တော့ကပြင်မဲ့ကင်ဖြစ်နေပြီအဲ့ဒါကို one championship ကလည်းသိတယ်ပြီးတော့မှ nick akin ပေါ့နော် nick akin ကတင်းထောက်ကြီးသူလည်းသိတယ်အဲ့တော့သူကပွဲဖန်သီးပေးတဲ့တဘောဖြစ်နေတယ်အရင်အရင်ရက်တွေပေါ့နော် interview တွေမှာကြည့်ပေါ့အဲ့တော့ Alazov ကတခုပဲရှိရတယ်အဲ့ဒါ live weight တန်း တက်ထိုးမဲ့အနေထားပေါ့နော်ဒါအောင်လဲအားလုံးလဲလိုချင်တာဖြစ်ပါတယ်ပြီးတော့မှလက်ရှိ lightweight တန်းရဲ့ champion မွေထိုင်း champion ကြီး Arizona ကလည်းသူပြောထားတယ်အလားဆုံးကခန္ဓာကိုယ်တော်တော်လေးကြီးတယ် lightweight တန်းမှာလဲအဆင်ပြေဖို့များတယ်အဲ့တော့တကယ်လို့သူစိတ်ဝင်စားမယ်ဆိုရင်လဲသူကတော့တင်မှာပွဲဖြစ်နိုင်တယ်ပွဲထိုးပေးမယ်ဆိုပြီးတော့သူ့ဘက်ကလည်းပြောဆိုထားပြတာဖြစ်ပါတယ် ပြီးတော့အလန်ဆောင်ကပြန်ကြည့်မယ်ဆိုရင်လည်းသူက fade away တန်းမှာပြန်မကင်းဖြစ်နေပြီဘဒူးနဲ့တွေ့ရမလဲတူနဲ့တွေ့နိုင်တဲ့ fighter မရှိတော့စူပါဘောင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ကသိစိတ်မဝင်စားတော့ဗျာပြောမှဆိုရင်တမစူပါဘောင်းကလည်းအကြပန်းရောက်နေပြီးတော့ပြောလို့ရတယ်ပြီးတော့မှအလာဇော့ကလည်းအနိုင်ယူပြီးသားဗျာအဲဆိုရင်ပရိတ်သတ်တွေကသိစိတ်မဝင်စားတော့အဲ့တော့တတင်းထောက်ကြီး Nate Akin ရဲ့လှော်ပေးချက်အရာပေါ့နော်သူမေးမြန်းထားတာတော့ lightweight dan ပေါ့နော်လက်ရှိ Aerial Champion ဖြစ်နေတဲ့ lightweight dan ကိုတတ်ထိုးမလားဆိုပြီးတော့သူကမေးထားတာဖြစ်ပါတယ်အဲ့တော့ Alazog ကမပြန်ပြန်လဲဆိုရင်အရင်တုန်းကတော့သူရဲ့ကျန်းမာရေးအခြေအနေကြောင့်ပေါ့နော်ကျန်းမာရေးအခြေအနေကြောင့်အဲ့လိုမျိုး weight တင် weight ချတယ်အဲ့လိုမျိုးတိတ်မလုပ်ဖြစ်ဘူးပေါ့ဗျာအခုကတော့သူကလည်းကျန်းမာရေးကောင်းတယ်အဆင်ပြေတယ်ပြီးတော့ lightweight dan ကိုလည်းသူစိတ်ဝင်စားတယ်ဆိုပြီးတော့ဖြေဆိုသွားတာဖြစ်ပါတယ်အဲ့တော့ပြောချင်တာကတော့ Aerial နဲ့သူထိုးတက်ချင်တယ် super bonus ကြပြင်းစရာကောင်းပြီသူ့အတွက် new challenge ပေါ့နော်ထိုးကျဲတာကောင်းကောင်းပေးမယ်ဆိုရင်တို့ကတော့ live တန်းမှာလဲထိုးတတ်မဲ့အခြေအနေမှာရှိနေပါတယ်ပြောမယ်ဆိုရင်ဒီနှစ်ယောက်ကိုကျွန်တော်ကြည်နေတာကြာပြီ world championship မှာကျွန်တော်တို့အရင်ကတည်းကပေါ့နော်ကြည်နေကြပွဲလဲခဏခဏထိုးတယ် fighter နှစ်ယောက်ဆုံးတော့လဲတကယ်ကိုကောင်းတယ်ကြာပါမယ့်တို့နှစ်ယောက်ကလုံးဝဖွင့်ဟာခြင်းမရှိဘူးသိမလားအဲဒီအလားဆုံးကလဲ fighter weight တန်းမှာပဲထိုးတယ် fighter weight တန်းမှာလုံးဝ ပြန်ပဲကင်း Erasel ကလည်းဒီ lightweight တိုင်းမှာပဲထိုးတယ်လုံးဝပြန်ပဲကင်းဖြစ်နေပြီသူတို့နှစ်ယောက်ထိတ်တိုက်တွေ့နိုင်တယ်ဆိုတော့အရင်ကလေးကအသိတယ်လူတန်းကလည်းသိတယ်ပေးလေးပေးတွေ့ချင်းတယ်ဒါပေမဲ့ကာယကန်ရှင်ဒီ fighter နှစ်ယောက်ကလုံးဝကိုပျော်မထွက်ဘူးဗျာသမလားနည်းနည်းလေး hint တောင်းမှနည်းနည်းလေးမပေးဘူးအဲ့လိုမျိုးအနေထားနဲ့အဲနေခဲ့ကြတာပါဒါပေမဲ့အခုတော့မရတော့ပါအောင်သမလား one championship ကလည်း super bomb နဲ့ပေးမတွေ့ချင်းတော့နောက်ထပ်ဒီထက်ပိုခက်တဲ့ fighter တယ်မလားတကယ်ကမ္ဘာချန်ပီယံကြီး Arizona နဲ့ပေးသွင်းမယ်အခြေအနေသူတို့ဘက်ကတော့ဖန်တီးလာနိုင်ပြီဖြစ်ပါတယ်။ဒါတော့တည်င်းထောင်မေးလို့လည်းမဟုတ်ပါဘူး။တမန်ဒီ Nick Akin ဘက်ကလည်းအဲဝမ်းချမရှိလိုချင်တဲ့ပုံစံကိုသူလည်းချပြတာပဲ။ကျွန်တော်လည်းအဲ့လိုပဲခံယူတယ်။တမန်အဲ့တော့ဒီနှစ်ယောက်ကို အခုတော့အချင်းချင်းပြောနေကြပြီ။ဟိုဘက်ကလည်းလက်ခံတယ်ဒီဘက်ကလည်းလက်ခံတယ်ပေါ့နော်။ဒါပွဲကတော့ ထိုးခြင်းတဲ့အနေထားမှာထိုးဖြစ်မဲ့အနေထားမှာရှိနေပါတယ်ဟုတ်ပြီအဲဆိုရင်တော့နောက်ထပ် level တစ်ခုကိုဘယ်လိုမျိုးဆက်သွားနိုင်မလဲဆိုတော့ကျွန်တော်အဆောင်ကြည့်တာမှာဖြစ်ပါတယ်နော် one championship ဘက်ကလည်းအဲတရားဝင်ကြေညာတာမရှိသေးပေမဲ့တတင်းထောက်ကြီးကတော့ခဏခဏအခြားပြနေတာတွေ့နေရပါတယ်ကျွန်တော်ပြောချင်တာတော့ဖြစ်လာနိုင်တဲ့တွဲဆိုင်ဖြစ်ပါတယ်သူတို့နှစ်ယောက်မှမတွေ့ရင်လည်းမရှိတော့ဘူးဗျာတမလားဒီထက်ကောင်းတဲ့ခေပေါင်းဆိုင်ဖိုက်တာလည်းမရှိတလို့ဖြစ်နေပြီ အဲ့တော့ဒီဝိတ်တန်းမှာဒီဆရာကြီးနှစ်ယောက်ကလုံးဝကိုတွေးတင်တယ်လို့ပဲကျွန်တော်တို့အမြင်ပါတယ်ဟုတ်ပြီအဲ့တော့အားထားချက်အားနည်းချက်ကိုပြန်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့အခုလက်ရှိဒီ movie file မှာတော့ကျွန်တော်အာမပြောသေးဘူးဒါပေမဲ့အကြမ်းဖျင်ပြောမယ်ဆိုရင်တော့ဒီသူ့ရဲ့ဝိတ်တန်းပေါ့နော် live ဝိတ်တန်းမှာလက်ရှိ champion ဖြစ်နေတဲ့ Erizel ဘက်ကပဲအားထားချက်တော့ပိုတော့ရှိပါတယ်ဒါပေမဲ့ Alazov ကိုလည်း short လို့လို့မြောက်တကယ် fighter ကောင်းဆိုတော့လေ K ပုံစံမှာတကယ်ချန်ပီယံကြီး K1 မှာလည်းချန်ပီယံအချင်းချင်းဖြစ်ခဲ့တဲ့ fighter ဆိုတော့ short တက်လို့တော့မရတဲ့အခြေအနေမှာရှိနေပါတယ်။အဲ့တော့ဒီတွဲဆိုင်ကတော့လက်ရှိပြောများနေတယ်ကျွန်တော်လည်းအရင်အရင်ကိုစိတ်ဝင်စားတဲ့တွဲဆိုင်ဖြစ်နေပါတယ်။အဲ့ဒါကြောင့်ညီကိုတွေကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ကဲအဲ့ဒါဆိုရင်တော့ဒီနေ့ကတော့ဒါပဲဗျာ။အဲ့တော့စိတ်ဝင်စားတဲ့ညီကိုတွေပေါ့နော်ဒီ fighter နဲ့ထိတ်တိတ်တွေ့ရင်ဘယ်သူကိုအားပေးမလဲဆိုတော့လေ အောက်မှာ comment ချခဲ့ပေးကြပါနော်အဲထပ်ပြောပါမယ်အဲ့တော့ဒီတစ်ပတ်ကအဲကျွန်တော်တို့တောက်ကြနေပါနော်အာတန်ဆန်ရပွဲကြီးဖို့ရှိပါတယ်အင်မတန်ကိုအရေးကြီးပါတယ်နှစ်ယောက်စလုံးကလည်းရှုံးပွဲကြုံထားတဲ့ fighter တွေဖြစ်တဲ့အတွက်ဒီပွဲကိုတော့လုံးဝနိုင်ပွဲရအောင်ဆွမ်းဆောင်ကြမှာဖြစ်ပါတယ်အဆွမ်းကုန်ပါနော်တို့တို့လုံးနိုင်တော့တတိချာကိုချပြတွားကြမှာတိတ်ကြပါတယ်အဲ့တော့ ပွဲကြီးပွဲကောင်းတစ်ပွဲကိုလည်းကျွန်တော်တို့အတူတကွစောင့်ကြည့်တွားကြအောင်ပါနော်။ Okay အားဆိုကျေးဇူးတင်တယ်။နောက်နေ့မှလည်းနောက်ထပ်တဲ့တင်းတွေကိုပြန်လည်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးပါပါ။